Shadow Creek မြို့ငယ်လေးရဲ့အနားဆုံးမှာ Harrowway မိသားစုရဲ့အိမ်ကြီးဟာနှစ်ပေါင်း90ကျော်ကြာဆုံးပြစ်ထားခဲ့ပြီးဘယ်သူမှနားမကပ်ရဲကြတော့ပါဘူးဒီအိမ်နဲ့ပတ်သက်ပြီးမကောင်းဆိုးဝါးတွေဆွဲကပ်နေတယ်လို့ဒေသခံတွေကတူးတူးပြောကြတယ်ဒီအိမ်နဲ့ဝင်သွားသူတွေဟာဘယ်တော့မှပုံမှန်ပြန်မလာကြဘူးတချို့ဆိုပျောက်ကွယ်သွားကြတယ် Detective Mark ဟာဒီအကြောင်းတွေကိုကြားပူးပြီးသားပါဒါပေမဲ့သူကတရေတွေကိုမယုံပါဘူးသူကတော့လူသက်သမားတွေတက်တဲ့ထောက်ထားတွေလုပ်ရက်တွေကိုပဲယုံကြည်တယ်ဒါကြောင့် Horway အင်ဂျီထဲမှာအစ်စ်တွေ့ရှိတဲ့လေပင်ဖြတ်သက်ခံရပြီးမျက်လုံးတွေထုတ်ယူခံထားရတဲ့အမျိုးသမီးတဦးရဲ့ရုပ်အလောင်းကိုမြင်တဲ့အခါသူ့မှာဖြည့်ရှင်းရမယ့်မှုခင်းတစ်ခုရှိနေပြီဆိုတာသိလိုက်ရတယ် တည်ဆုံးသူဟာ Haraway မိသားစုတက်ဖြတ်မှုကိုလေ့လာနေတဲ့သတင်းသမား Les Marlow ဖြစ်ပြီးတည်ဆုံးခါနီမှာသူမရဲ့မဆုတွေမှာဒီလိုရေးခဲ့တယ်အိမ်ကတူတူတန်တွေနဲ့ပြောနေတယ်နေရန်တွေကအမှန်တရားကိုသိနေတယ်တခုခုကငါ့ကိုစောင့်ကြည့်နေတယ် Mar ဟာမှုခင်းများစွာကိုကြုံတွေ့ခဲ့သူဆိုတော့ဒီမှုခင်းမှာတခုခုမမှန်ဘူးဆိုတာသိလိုက်တယ်ရုပ်အလောင်းရဲ့အနေထားအိမ်ထဲကထူးဆန်းတဲ့တိတ်ဆိတ်မှုစောင့်ကြည့်နေတယ်လို့ခံစားရတာတွေကသူ့ကိုစိတ်မသက်မသာဖြစ်စေတယ် ဒါပေမဲ့အစိုးဆုံးအချက်ကအိမ်ပြင်ကလုံခြုံရေးကင်မရာတွေမှာဘယ်သူမှဝင်ထွက်တာကိုမတွေ့ရဘူးဆိုတာပါပဲ။လေဇာဟာတယောက်တည်းဝင်သွားခဲ့တယ်ပြီးတော့သူဘယ်တော့မှပြန်မထွက်လာခဲ့ဘူး။မှုခင်းကိုဖြည့်ရှင်းဖို့ဆုံးဖြတ်လိုက်တဲ့မှာခါဘယ်သူမှမလုပ်ရဲခဲ့တဲ့အရာကိုလုပ်လိုက်တဲ့သူဟာရဝဲအိမ်ကြီးထဲမှာတညနေဖို့ဆုံးဖြတ်လိုက်တဲ့သူ့မှာဓမ္မီတလက်တနက်နဲ့တန်ကြိုးတစ်လုံးပဲရှိတယ်။သူဟာရဝဲမိသားစုတစ်ဖက်ခံခဲ့ရတဲ့ဧကန်းထဲမှာစခန်းချလိုက်တယ်။ လေရူထဲမှာဖုံတွေပုတ်တိုးနေတဲ့အနံ့တွေနဲ့ပြည့်နေတဲ့တစ်သားချမ်းပြင်တွေကသူ့ခြေလမ်းတိုင်းကြီးကနဲ့မြည်နေတဲ့နေရံတွေမှာမိမ့်မိတ်နေတဲ့ပုံသူတွေရှိတယ်။သူတို့ရဲ့မျက်လုံးတွေကသူ့ဘယ်သွားသွားလိုက်ကြည့်နေတယ်လို့ပဲညတက်ခေါင်ကျတဲ့အခါအပူချိန်တွေထိုးကျသွားတယ်။ပြီးတော့တိုးတိုးတန်တွေကြားလာရတယ်။အစာပိုင်းမှာတိုးတိုးလေးပဲလေတိုက်တန်လိုမျိုးနောက်ပိုင်းမှာပူကျလာတဲ့စကလုံးတွေပေါ်လာတယ်ထွက်သွားမော့ခါ လင်းမြန်စွာလှည့်လိုက်ပြီးဓမီကိုအမောင်တဲကိုထိုးလိုက်တယ်ဒါပေမဲ့အခန်းထဲမှာဘသူမှမရှိဘူးပြီးတော့သူမြင်လိုက်ရတယ်လူတယောက်ရဲ့ပုံတံတန်မှောင်မဲနေတဲ့မြူရီနဲ့ဖုံးနေတဲ့မျက်နှာမှာဘာမှမရှိဘူးမတ်ကီရဲ့အသက်ရှူတန်ရက်သွားတယ်သူ့အလိုလျောက်ထွက်ပြေးဖို့အော်ဟစ်နေတယ်ဒါပေမဲ့သူရက်နေလိုက်တယ်ပြီးတော့အဲ့ဒီပုံရိပ်ကရွေ့လာတယ်မတ်ခါအေးဆက်နေတဲ့ကျမ်းပြင်ပေါ်မှာနိုးလာတယ်ခေါင်းကကိုက်နေတယ်သူဘလို့အိပ်ပျော်သွားတာလဲမသိဘူးသူ့တိတ်ခွေဖန်းဆက်ကဆက်လက်မတန်းတင်နေတော့မယ် ူဖွဲခလုတ်ကိုနှိပ်လိုက်တယ်ပထမဆုံးစကတ်နေငယ်မှာစူမြန်တံပဲကြားရတယ်နောက်ပိုင်းမှာတူတူတန်တတန်အမှန်တရားကိုရှာဖို့လိုတဲ့မင်းကိုမတွေ့ခင်မှာမတ်ခါတရေတွေကိုဘယ်တော့မှမယုံခဲ့ဘူးဒါပေမဲ့ဒီအိမ်ထဲမှာတဘာဝလုံတဲ့အရာတွေဖြစ်နေတယ်ဆိုတာသူသိလိုက်ရတယ်သူဖြေရရှာဖို့လိုနေပြီမြူဟောင်းမှတ်တမ်းတွေကိုလေ့လာတဲ့အခါဟာရိုဝဲမိသားစုရဲ့ကြောက်မက်ဖွယ်သမိုင်းကိုတူတွေးလိုက်ရတယ် 1886ခုနှစ်မှာ Charles Harvey ဟာသူ့မိသားစုအတွက်ဒီအိမ်ကြီးကိုစောက်ခဲ့တယ်။ဒါပေမဲ့မကြခင်မှာသူ့ဆေးယူသွားတယ်၊သူ့ကိုအိမ်ကညအချိန်မှာတိုးတိုးတန်တန်နဲ့ပြောနေတယ်လို့ယုံကြည်လာတယ်။တညမှာ Charles ဟာပစိန်နဲ့သူ့မိသားစုတစ်ခုလုံးကိုတတ်ပြစ်လိုက်တယ်။ဒါပေမဲ့ သူ့ကိုယ်သူတက်ဖို့မလုံနိုင်ခင် တစုံတစ်ခုကသူ့ကိုယ်တက်ပစ်လိုက်တယ်သူ့ရုပ်လောင်းကိုမြေအောက်ခန်းထဲမှာတွေ့ရှိခဲ့တယ်သူ့မျက်နှာမှာကြောက်ရွံ့မှုတွေနဲ့ပြည့်နေတယ်ရဲတွေကဘာမှရှင်းပြနိုင်ခြင်းမရှိဘူးဒီမူခင်ဟာဖြည့်ရှင်းမရပဲကြံ့ရိပ်ခဲ့တယ်မာတီလိုက်တာကတမိုင်းကထက်ကြော့နေတယ်ဆိုတာပါပဲသူ့အဖြေမရှာနိုင်ရင် သူဟာနောက်ထပ်သားကောင်တယောက်ဖြစ်သွားနိုင်တယ်အမှန်တရားကိုရှာဖို့ဆုံးဖြတ်လိုက်တဲ့မာဟာအိမ်တအိမ်လုံးကိုရှာဖွေတယ်ဒါကြောင့် သူစာကြည့်ခန်းထဲမှာပုတ်တိုးနေတဲ့စာအုပ်စင်ကိုတွေးလိုက်တဲ့စာအုပ်စင်နောက်မှာလှုပ်ဝက်လေးကားထစ်တွေရှိနေတဲ့အောက်ကိုဆင်းသွားတယ်။သူဆင်းတဲ့လောက်လေးကပိုအေးလာတယ်၊ဓမီကမိတ်တုံမိတ်တုံဖြစ်လာတယ်။ပြီးတော့သူမြင်လိုက်ရတယ်လှုပ်ဝက်ခန်းတစ်ခုနေရံတွေမှာထူးဆန်းတဲ့တင်ဂီတာတွေရေးထွန်းထားတယ်။အလဲမှာရစ်ပလင်တစ်ခုအဲ့ဒီမှာသွေးချောက်တွေနဲ့ညစ်ပတ်နေတယ်ရစ်ပလင်ပေါ်မှာ။ ဝိသမောရဲ့မဆုစာအုပ်ကိုတွေ့လိုက်ရတယ်မတ်ဟာလက်တုံနေတဲ့လက်နဲ့မဆုစာအုပ်ကိုကောက်ယူပြီးနောက်ဆုံးစာမျက်နှာကိုဖတ်လိုက်တဲ့အိမ်မှာတရေတွေမရှိဘူးပိုဆိုးတဲ့အရာတွေရှိနေတယ်ဒီအရာကကြောက်ရွံ့မှုနဲ့ဒုက္ခခံစားမှုတွေကိုစွာအဖြစ်သုံးနေတယ်ပြီးတော့လူတွေတေဆုံးဖို့လိုနေတယ်မတ်ဟာမဆုစာအုပ်ကိုဖတ်ပြီးတဲ့အခါနောက်ကျောမှာအေးဆက်သွားတဲ့သူနားလည်လိုက်တာကဒီအိမ်ဟာတရေတွေနဲ့မဟုတ်ပဲပိုဆိုးတဲ့အရာတစ်ခုနဲ့ဆွဲကပ်နေတာပါ အဲ့ဒီအချိန်မှာနှဆိုင်နဲ့ညီးတန်တန်ကြားလာရတဲ့မွားဟာလင်းမြန်စွာလှည့်ကြည့်လိုက်တဲ့သူ့ဘဝမှာပထမဆုံးအချိန်စစ်မှန်တဲ့ကြောက်ရွံ့မှုကိုခံစားလိုက်ရတယ်။ Harvey အင်ကြီးကိုနှစ်ပေါင်းရချီပြီး၆လက်နေတဲ့အရာဟာတာမန်တရေတကောင်မဟုတ်ပါဘူး။ဒါဟာပိုပြီးရှိကြတဲ့အရာ အမောင်ထဲမှာအစင်ကြမြင့်စွာစောင့်နေတဲ့အရာတစ်ခုပါ။ဒါဟာ Charles Harvey ကိုစိတ်ယူသွားအောင် လုပ်ခဲ့တဲ့ဝိစာကိုတတ်ခဲ့တယ်ပြီးတော့အခုမှကိုလိုချင်နေပြီ။ ဒါပေမဲ့မာကဟာဒီအတိုင်းအရှုံးမပေးဖို့ဆုံးဖြတ်လိုက်တယ်။နေရံတွေပေါ်ကတင်ဂီတာတွေကိုတတိထားမိတယ်။ဒါတွေဟာကျင်းစာတွေမဟုတ်ပဲဒီအရာကိုပိတ်ဆို့ဖို့ကြိုးစားခဲ့တဲ့တင်ဂီတာတွေပါတစ်ချိန်လုံးကတစုံတစ်ယောက်ဟာဒီအရာကိုပိတ်ဆို့ဖို့ကြိုးစားခဲ့တာပါ။မာကမှာစိတ်ကူးတစ်ခုရလာတယ်။သူကားရဲကဓာတ်စီကိုယူပြီးဒီခမ်းမကိုမီရှိုးဖို့ဆုံးဖြတ်လိုက်တယ်ရစ်ပလင်ကိုဖြစ်စီပြစ်မဲ့တွေးတုံးမှုတွေရဲ့တန်လျာကို ချိုးဖြက်ပြစ်မဲ့ဓာတ်ဆီတွေကိုဖျန်းပြီးမိချစ်ကိုဖွင့်လိုက်တဲ့အခါမိတောက်တွေထလာတယ်ရစ်ပလင်ဟာမိထဲမှာပြဖြစ်သွားတယ်အဲ့ဒီမကောင်းဆိုးဝါးဟာအော်ဟစ်လာတဲ့အတန်ကနယံတွေကို တုံခါစေတဲ့အင်ကြီးဟာတဒိမ့်ဒိမ့်နဲ့တုံလာတဲ့အုံမြင့်တွေကွဲအပ်လာတယ်မော့ခါအပြင်ကိုပြေးထွက်လာတယ်သူထွက်ပြေးလာပြီးချိန်မှာအင်ကြီးဟာမြေကြီးတဲကိုပြိုကျသွားတဲ့အမောင်ကိုမြေမြုပ်ပစ်လိုက်တယ်လို့ပါပဲလစ်ဆာမာလိုရဲ့တေဆုံးမှုမူခင်းကို တရဝင်းပိတ်သိမ်းလိုက်ပြီး Harvey အင်ဂျီဟာပျောက်ကွယ်သွားပြီးတမိုင်းတွေကပျောက်သွားတယ်လို့ပါပဲ Mark ဟာဒီအကြောင်းကိုဘယ်တော့မှပြန်မပြောတော့ဘူးဒါပေမဲ့သူ့စိတ်ထဲမှာတော့သူ့လူသားတွေနားလည်လို့မရတဲ့အရာတစ်ခုကိုရင်ဆိုင်ခဲ့ရတယ်ဆိုတာသိပါတယ်ပြီးတော့သူရှင်ကြံခဲ့တယ်ဒါပေမဲ့တခါတရံညတစ်ကောင်ချိန်မှာတူတူတန်တွေကိုကြားရသေးတယ်သူတကယ်ပဲဒီအရာကိုဖြည့်ဆည်းပြစ်နိုင်ခဲ့သလားဒါမှမဟုတ်ဒီအရာဟာနောက်သားကောင်ကိုစောင့်နေသေးလား ဟာဝေးအင်ဂျီပြူကြပြီးကတည်းက6လကြာခဲ့ပြီး Detective Mark ဟာဘဝကို selection တန်ဖို့စူးစမ်းနေတယ်သူ့အလုပ်ကိုပြန်လုပ်နေတယ်တာမန်လူတက်မှုမူခင်းတွေကိုဖြည့်ရှင်းနေတယ်ဒါပေမဲ့ဘလောက်ပဲမေးဖို့စူးစမ်းစူးစမ်းသူ့အတွင်းမှာတခုခုကလွတ်မပေးနိုင်ဘူးအင်ဂျီပြူကြပြီးတလအကြာမှာအိမ်မက်ဆိုးတွေစပြီးမက်လာတယ်အစပိုင်းမှာ ဝေဝါးနေတယ်အမြင်အာရုံရဲ့ထောက်တွေမှာ အရေးတွေလှုပ်ရှားနေတယ်လို့နိုးလာတာနဲ့ပျောက်ကွယ်သွားတဲ့တူတူတန်တွေဒါပေမဲ့နောက်ပိုင်းမှာဓာရီကလက်တွေးဖြစ်လာတယ်။ညာတိုင်းသူ့ကိုယ်သူမြေအောက်ခန်းထဲမှာတွေ့ရတယ်။ရစ်ပလင်ကတွေးတွေနဲ့ပြည်နေစေအနေရံတွေပေါ်ကတင်ဂေတာတွေကကျူးပြက်နေပြီးသူ့ရဲ့အာနာတွေပျောက်ကွယ်သွားပြီးပြီးတော့အဲ့ဒီမှာတခုခုရှိနေသေးတယ်သူ့ကိုစောင့်ကြည့်နေတယ်။ပြီးတော့တညမှာသူနိုးလာတဲ့အခါသူ့ရင်ဘတ်မှာ အနက်ဆိုင်နဲ့လက်သေးရသုံးခုကိုတွေ့လိုက်ရတယ်တူတူတန်တွေပြန်ကြားနေပြီးပြီးတော့ဒီတန်တွေကသူ့အိမ်ထဲကနေလာနေတယ်မတ်ပြေစပွဲပုံမှာ မှုခင်းအစ်စ်တခုရောက်လာတယ်။ Memory Carter ဆိုတဲ့ပျောက်ဆုံးနေတဲ့မင်းကလေးအသက်16နှစ်လုံးဝပျောက်ဆုံးနေတယ်။ဒါပေမဲ့ Mark ကိုချမ်းစိတ်စေတာကသူမနောက်ဆုံးတွေ့ခဲ့ရတဲ့နေရာပါ။ Harvey Angie ရဲ့အပျက်စီးရည်နာမှာ Mark ဟာနှလုံးခုန်နေတဲ့အထင်းနဲ့ ဒီနေရာကိုကားမောင်းလာတဲ့အင်ကြီးကပျောက်ကွယ်သွားပြီးဒါပေမဲ့မြေကြီးကိုယ်တိုင်ကမှားယွင်းနေတယ်လို့ခံစားရတယ်တခုခုက မြေကြီးအောက်မှာရှိနေသေးတယ်လို့ပါပဲအိမ်နာကတစ်ပင်တွေကတေးနေပြီးသူတို့ရဲ့ကိုင်းတွေက ကောင်းကင်ဘက်ကိုရှည်ထွက်နေတဲ့ရိုးစုလက်တွေလိုပါပဲပြီးတော့သူမြေကြီးထဲမှာတခုခုကိုတွေးလိုက်တယ်မဆုစာအုပ်လေးတအုပ်ဖြစ်တဲ့အင်မလီရဲ့ဒိုင်ယာရီပါ နောက်ဆုံးရေးထားတာကငါကြားနေရတဲ့တူတူတန်တွေသူတို့ကငါ့ကိုပြန်ခေါ်နေတဲ့ အိမ်ကပြောက်ွယ်သွားပြီဒါပေမဲ့တကားကပွင့်နေသေးတယ်မဟာလက်တီးကိုဆုပ်လိုက်တဲ့သူအိမ်ကြီးကိုဖြက်စီးပစ်ခဲ့တယ်မကောင်းဆိုးဝါးကိုပိတ်ဆို့ပစ်ခဲ့တယ်ဒါမှမဟုတ်သူထိန်ခဲ့တာပါဒါပေမဲ့အခုဒါကပြန်ထွက်လာနေပြီပြီးတော့ အီမီလီကဒါရဲ့အုပ်စိုးမှုထဲမှာပြိမိနေပြီးမော့ခါအီမီလီကိုရှာဖို့လိုရဲဆိုတာသိလိုက်တယ်။သူမရဲ့ဒဏ်ရာရည်ထဲကတဲလွန်စတွေကိုလိုက်ရင်သူမနောက်ဆုံးရှောက်ခဲ့တဲ့လမ်းကိုအင်ကြီးအပြက်စီးရီနာကဆွန့်ပစ်ထားတဲ့ဖះเจ้าတစ်ခုစီရောက်လာတယ်။ဖះเจ้าကဆယ်စုနှစ်တွေကြာပိတ်ထားပြီးပြင်းပေါက်တွေကကွဲနေတယ်၊တကားတွေကပုတ်တိုးနေတယ်။သူအတွင်းကိုဝင်လိုက်တဲ့အခါအပူချိန်တွေထိုးကျသွားတယ်။သူအသက်ရှူတန်တွေကလေထဲမှာမြူးတွေဖြစ်သွားတယ်ပြီးတော့ သူမြင်လိုက်ရတယ်ဖះเจ้าရဲ့ကျမ်းပြင်အောက်မှာထွင်းထားတဲ့တင်္ကြန်တွေအော်ဝဲခမ်းမတဲ့ကတင်္ကြန်တွေနဲ့တူတယ်ဒါပေမဲ့ဒါတွေကအရာဝတ္ထုကိုပိတ်ဆို့ဖို့မဟုတ်ဘူးတကားတစ်ချက်ကိုဖွင့်ဖို့ပါရုတ်တရက်အတန်တစ်ခုကြောင့်သူလှည့်လိုက်တယ်ခုံနှန်းတွေကြားမှာအရေးတစ်ခုဖြစ်သွားတယ်ပြီးတော့သူမရဲ့အတန်ကိုကြားလိုက်ရတယ်ကုညီပါအမီလီသူမကအသက်ရှင်နေသေးတယ် ဒါပေမဲ့သူမကဘယ်မှလဲတိုးတိုးတန်တွေကပူကျဲလာတဲ့မကူလေပြင်းမုန်တိုင်းလိုဝိုင်းလာတယ်။ကျမ်းပြင်ပေါ်ကတင်ဂီတာတွေကမှောင်မိုက်တဲ့ဆွမ်းအင်နဲ့တဖြည်းဖြည်းတောက်နေတယ်။သူတုံ့ပြန်မှုမတက်နိုင်ခင်ကျမ်းပြင်ကွဲသွားပြီးအောက်မှာမင်းနဲ့တဲ့အနက်ရောင်ွက်ကြီးပေါ်လာတယ်ပြီးတော့သူလဲကျသွားတယ်။သူမြေကြီးပေါ်ထိမိသွားတဲ့အခါသူကဖះเจ้าလဲမှမဟုတ်တော့ဘူး။သူကတခြားနေရာမှာရောက်နေပြီး အပေါ်ကကောင်းကင်ကအ내ရောက်မှာဂျယ်ရီမရှိဘူးမြေကြီးကစိုးနေတဲ့ပုတ်တိုးနေတဲ့အသားလိုပါပဲဝေးဝေးမှာအထက်မြင့်အဆောက်ဦးကြီးတစ်ခုပုံပေါ်နေတယ်ဟာရိုဝဲအင်ကြီးပြန်တီဆောက်ထားတယ်ဒါပေမဲ့ဒါကတကယ်ကဘာမဟုတ်ဘူးဒါကအဲ့ဒီအရာနေထိုင်တဲ့နေရာပါပြီးတော့အင်မလီကအဲ့ဒီထဲမှာပိတ်မိနေတယ်မွန်ဟာရင်းရွေးခုန်နေတဲ့အထဲနဲ့ရှေ့ကိုလှမ်းလိုက်တယ် အိမ်ကြီးကအသက်ရှိနေတယ်လို့ပါပဲနယံတွေကအသက်ရှိနေတယ်ကျမ်းပြင်က သူ့ခြေအောက်မှာရွေ့နေတယ်တူတူတန်တွေကပိုကျဲလာတယ်ထက်နေတယ်နာကျင်တန်တွေအဖြစ်ပြောင်းသွားတယ်အဲ့ဒီအရာမကောင်းဆိုးဝါးကစောင့်ကြည့်နေတယ်ပြီးတော့သူ့ရမလီကိုတွေးလိုက်တယ်သူမကလေကားထစ်ကြီးရဲ့ထိတ်မှရက်နေတယ်မျိုးလုံးတွေကမဲနက်နေတယ်အသားရည်ကဖြူဖက်နေတယ်သူမကတူတူပြောတယ်ဒါကရက်ပူစောခံတယောက်လူနေတယ်မွားခါအမှန်တရားကိုတိလိုက်တယ် အဲ့ဒီအရာကသူ့ကိုအရင်တုန်းကအသက်ရှင်ခွင့်ပေးခဲ့တာက သူ့ကိုလိုနေလို့ပါဒီအရာကပူပြီးသားကောင်တွေလိုနေတယ်ပြီးတော့သူအခုဒီအရာကိုမရက်တက်နိုင်ရင်ဒါကဆက်ပြီးစားတော့နေမယ်လူတွေကိုဒီအိမ်မက်ဆိုးတဲ့ဆွဲသွင်းနေဦးမယ်မွားဟာသူလောက်ရမယ့်အရာကိုတိလိုက်တယ်မကမာနောက်ဆုံးလက်လက်တစ်ခုရှိတယ်ဒီအရာကဘယ်တော့မှမမျောလင့်ထားတဲ့အရာသူ့ရဲ့သွေးပါ ဟာဝေးအင်ဂျီဟာရာစုနှစ်တစ်ခုကျော်ကြာရစ်ပူဇော်မှုတွေလုပ်ခဲ့တဲ့နေရာပါဒီအရာကကြောက်ရွံ့မှုနဲ့တွေးတွန်းခံရတဲ့တွေးတွေကိုအားဖြည့်တယ်ဒါပေမဲ့တွေးကိုလွတ်လပ်စွာပြီးရင်ဘာဖြစ်မလဲပူဇော်တက္ကာကိုသူစီးမြင့်နဲ့ပြီးအောင်လုပ်ရင်ဘာဖြစ်မလဲမတ်ကဟာကျမ်းပြင်ပေါ်ကကျိုးနေတဲ့ဖန်စတစ်ကိုကောက်ယူလိုက်တယ်သူ့လက်တွေကတုံနေတယ်ဒါပေမဲ့သူ့စိတ်ကကြည်လင်နေတယ် သူ့လက်ကိုဖန်ဆက်တစ်ခုနဲ့ဖြတ်လိုက်ပြီးသူ့လက်ဖွားကိုလှိလိုက်တဲ့သွေးတွေကိုတစ်သားချမ်းပြင်ပေါ်ကြားအောင်လှုပ်လိုက်တယ်။အင်ကြီးကပြင်းထန်စွာတုန်ပြန်တယ်။နေရန်တွေကတုန်ခါသွားတယ်၊ချမ်းပြင်ကကွဲအပ်သွားတယ်၊တိုးတိုးတန်တွေကဒေါသတန်တွေဖြစ်ပြောင်းသွားတယ်၊ဒီယာကကြောက်ရွံ့မှုမပါပဲသွေးကိုဘယ်တော့မှမရခဲ့ဘူး။ဒါကသူ့အာနာကိုချိုးဖျက်လိုက်တယ်။ ။ရင်းမွေကသူ့ကိုဝိုင်းနေတဲ့အမောက်မျိုးတွေပျောက်ွယ်သွားတာနဲ့ရုတ်တရက်လေးကိုရှူသွင်းလိုက်တယ်။သူမကအိမ်မက်ဆိုးကနေနိုးလာတယ်လို့ချောင်းဆိုပြီးလဲကျသွားတယ်။အင်ကြီးကိုယ်တိုင်က ပြူကြဖို့စတင်နေပြီးနေရံတွေက ဖုံးတွေအဖြစ်ပြူကြသွားတယ်သူ့ရဲ့ကျင်းစာတွေကလက်တွေကဘာနဲ့ပြတ်သွားတယ်မကအမလီကိုကောက်ယူပြီးပြေးတဲ့တကားတွေကပောက်ကွဲသွားပြီးကန်းစီတဲ့အလင်းဖြူတွေပေါ်လာတယ် သူတို့ခုံလိုက်တယ်ပြီးတော့ရုတ်တရက်သူတို့ပြန်ရောက်သွားတယ်ဆွန့်ပစ်ထားတဲ့ဖះเจ้าရဲ့အေးဆက်နေတဲ့ကျမ်းပြင်ပေါ်မှာလဲနေတယ်ကျမ်းပြင်ပေါ်ကတင်ကိရတွေကပျောက်ကွယ်သွားပြီးတကားပေါက်ကပိတ်သွားပြီးအိမ်ကြီးကပျောက်ကွယ်သွားပြီးအဲ့ဒီအရာကပျောက်ကွယ်သွားပြီးပြီးတော့ကြာမြင့်စွာကြာပြီးနောက်တိုးတိုးတန်တွေရက်သွားပြီးဒီဗီဒီယိုလေးကိုကြိုက်နှစ်တက်လို့ရှိရင် like နဲ့ subscribe လုပ်ပေးကြပါအောင်နော်